နခဒေါ်လာရင်မှာစီးပွားလဲမလို့ဘူးအကျိုးစီးပွားလဲမမျော်လင့်ဘူးတကယ်ပွင့်လင်းတယ်တကယ်ရိုးသားတဲ့အညာသားဒါကျွန်တော်ပြည်သူကိုရုပ်ကိုပြောရတာမှာမလို့ပြောတာဘာဖြစ်လို့လဲဆိုတော့ကြားနေတယ်ပေါ့နော်နားထောင်ကျွန်တော်တို့ဒီမှာရှေ့ကိုပူပေါင်းဆောင်ရွက်လောက်ကင်ဖို့နော်ဆိုပြီးတော့ကျွန်တော်တို့ဝန်ကြီးကလည်းပြောထားပါတယ်ကျွန်တော်လည်းမြန်မြန်လေးလုပ်ပါဝန်ကြီးလို့ပြောထားပါတယ်မှန်တယ်ကျွန်တော်နဲ့ဂျာကန်ဆက်သွယ်ပေးတဲ့လူကနေဒါပေမဲ့တပတ်အတွန်းလောက်တွေ့ဖို့မျှော်လင့်မိမဲ့ဟုတ်တယ် အခုကဘယ်ရက်ဆိုတာကိုအကြောင်းမပြန်သေးဘူးအကြောင်းမပြန်သေးခင်မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်မင်းညကရှင်းတယ်အပြီးမှာအမျိုးသမီးတယောက်ကျွန်တော်နာမည်ကိုမပြောချင်တော့ဒါပေမဲ့ပြည်သူတွေဘသူဆိုတာသိပြီးသားဖြစ်မှာနော်အမျိုးသမီးတယောက်ပို့တင်လာတယ်အဲ့ဒီတင်တဲ့အမျိုးသမီးကရှင်းရှင်းပြောရင်သူလည်းတာမန်ကရှန်ကလူတယောက်မဟုတ်ဘူးဟုတ်ပြီအမာခံလော်ဘီအမာခံထောက်ပို့တယောက်ဖြစ်နေဟုတ်တယ် ူကိုယ်တိုင်လည်းအแทးနဲ့အချိတ်ဆက်ရှိတယ်ဆိုတာတွေကိုပြောတယ်တကယ်လဲအားလုံးသိပြီးသားပါပဲသူကိုယ်တိုင်လည်းဒါဟိုထက်တဲ့ဝင်ဝင်ပါဝင်နေတဲ့အမျိုးသမီးတယောက်မင်းညကကျွန်တော်နဲ့ပတ်သက်ပြီးတော့နာမည်တော့တဲမပြောဘူးပေါ့ဗျာကျွန်တော်နာမည်တော့ထဲမပြောဘူးကဲမထူးပါဘူးကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောမယ်မပန်ဆယ်လို့ဆိုတဲ့အမျိုးသမီးပေါ့နော်ကျွန်တော်တဲ့တဲ့ပဲပြောလိုက်ပါတော့နော်ဒီလိုမျိုးနာမည်ကြီးတဲ့လူတွေအနည်းက ကျွန်တော်က MOD ကို ဖောင်းထုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ကဖောင်းထုတ်တဲ့ post တစ်ခုတင်တယ်ကျွန်တော်ရံဖြစ်ဖို့ပြောတာလည်းမဟုတ်ဘူးအဲ့ဒါတွေလည်းအကျွန်တော်ဝါသနာမပါဘူးဟိုတုပြီးတော့လည်းပြောနေကြလည်းမလို့ဘူးဒါပေမဲ့ဒါကဖြည့်ရှင်းရမယ့်အချက်တစ်ခုမလို့ကျွန်တော်ပြောတဲ့ဇကားတွေကကျွန်တော်က MOD ကိုဖောင်းထုတ်ပါတယ်ဆိုရင်လာခဲ့ကျွန်တော်ပြောတဲ့ဇကားတွေကျွန်တော်က data ခြင်ပြီးပြောတာကျွန်တော်ကိုလည်းလာပြောဖို့ကျွန်တော် fake ခေါ်ထားတယ်အကောင့်သူတွေနဲ့တောင်ကပြောမြောက်ကပြောတယ်မပြောနဲ့ ပြောချင်တတ်တရှိရှိလာပြောဘယ်သူနေနေတတ်တရှိရှိဆိုတာကျွန်တော်ရိုင်းသွားတယ်လို့ဖြစ်တယ်တဲ့တဲ့လာပြောပါပုံမှန်လင်းလင်းလာဆွေးနွေးပါကျွန်တော်အချိန်တိုင်းဖိတ်ခေါ်ထားတယ်အဲ့ဒီမှာဟွန်းဟုတ်တယ်အဲ့ဒီအမျိုးသမီးတော့မနေ့ကပို့တင်ထားတယ်ဒါပေမဲ့တချိန်ဆိုရင်ကျွန်တော်အရေးမလုပ်ဘူးပထမတချိန်ကျွန်တော်လေးလူရှုပ်ပေးလိုက်တယ်အရေးမကြီးဘူးသူအရင်တချိန်အဲ့လိုလှုပ်ဖူးတယ်အခုတချိန်ရှိပြီ နှစ်ကြိမ်မြောက်မှာကျွန်တော်အာခွန့်လွတ်ပေးလို့မရဘူးသီခံပေးလို့อืมသီခံမပေးတာလည်းမဟုတ်ပါဘူးကျွန်တော်မရှင်းမဲနေလို့မပြောဘဲနေလို့မရဘူးရှင်းရမယ်ဆိုပြီးတော့ကျွန်တော်ရှင်းတာဟုတ်တယ်အရင်ကလည်းကျွန်တော်နေနဲ့စကားချမ်းသွားတယ်ဆိုရင်ပြည်သူတွေနော်တောင်းပန်ပါတယ်အဲ့မှာသူဟိုးတစ်ကြိမ်ကတော့ဟိုးတစ်ကြိမ်ကဘာလဲဆိုတော့ကျွန်တော်ကကျွန်တော်တို့တွေကနော် တော်လိုက်ရေးမှာခမားတို့တွေမနိုင်တော်မှန်းသိလို့ပို့ပို့လေးတစ်ခုတင်တာခမားတို့တွေမနိုင်တော်မှန်းသိလို့ကျွန်တော်တို့ညီကိုမောင်နှမတွေကျိုးဝိုင်းမော်တက်ပြီးကူတာလို့ပြောတယ်အဲ့ဒီမှာသူကကူတယ်ဆိုတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ကူတာမဟုတ်ဘူးအာလုံကုတာဝန်ကိုယူနေကြတာဆိုပြီးစကားကိုကတ်တဲ့ပို့လေးတင်တယ်ကျွန်တော်ကူတယ်လို့သုံးတယ်ကျွန်တော်စကားကိုကျွန်တော်อืมกูเรโลต้งเด่นเนี่ยอาจารย์จะบอกป่ะอืมๆเราพวกอ่ะตัวรุ่นเนี่ยจีနိုင်ငံကြီးကိုအားကိုးခဲ့ရှင်းရှင်းပြော နောက်ကဝင်းရံရုံလောက်ပဲအခုကဝင်းရံလို့မရဘူးထိတ်ထိတက်ပြီးတော့ဂျိုးဝိုင်းနဲ့ထိတက်ကူမရမှာမလို့ကျွန်တော်တို့ကူတာကူတယ်ဆိုတဲ့စကားသုံးခွန်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုမှာပိုက်ဆံတော်လန်ရေးကိုထောက်ပံ့နေတဲ့လူတွေအာကျွန်တော်ပိုက်ဆံတသိန်းတာဝန်ယူပါတယ်သိန်းတရာတာဝန်ယူပါတယ်သိန်း90တာဝန်ယူပါတယ်လို့ပဲသုံးကြမှာလေသိန်း90ကူပါတယ်သိန်းတရာကူပါတယ်လို့ပြောနေကြမှာလို့ကူတယ်ဆိုတဲ့စကားကကျွန်တော်တို့ဒီမှာသုံးလို့ရတယ်အပြန်လန်ကူနေကြလို့ကူတယ်လို့သုံးခွန်ရှိတယ်အဲ့ဒီမှာကူတဲ့အကြောင်းကိုဘာညာဖွဲ့ဖွဲ့နဲ့နဲ့သူ post မှာရေးပြီးတော့ ကျွန်တော်ຫນွေဥမင်းအောင်လိုင်းဆိုပြီးတော့သူစောင်းမြောင်းပြောသွားတယ်ကျွန်တော်ကပြောရင်တဲ့ပဲပြောမှာစောင်းမပြောဘူးအခုကျွန်တော်တို့ NUG လုံးဝဖောင်းမထုတ်ဘူး NUG ကိုသူတို့ချစ်တယ်ဆိုတာကမှသူတို့အကျိုးပါကောင်းပါလေအောင်ကျွန်တော်ကကျွန်တော်အကျိုးရှိရှိမရှိရှိ NUG ကိုလိုအပ်လိုက်အသက်ပေးပြီးကာကွယ်မှာ NUG မှန်မှန်ကန်ကန်သာရှိပလေသည်နော်ကျွန်တော်ကအဲ့လိုဆုံးဖြတ်ထားတဲ့ကောင်အဲ့ဒီမှာအဲ့ဒီတော့က နှွေဦးမင်းအွန်လိုင်းလို့ပြောတယ်။နှွေဦးမင်းအွန်လိုင်းဆိုတာမင်းအွန်လိုင်းဆိုတာပြည်သူကိုတနက်ကိုင်းပြီးအနိုင်ကျင့်တယ်။နိုင်ငံအကျိုးပြည်သူအကျိုးကိုအကြောင်းပြပြီးတော့အဲ့ဒါကတပိုင်းသူစီးပွားရေးလုပ်တာကတပိုင်းနော်နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့အမိသားစုအကျိုးစီးပွားကြည့်တာကများများနိုင်ငံရေးလုပ်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေပြည်သူကိုအနိုင်ကျင့်နေတဲ့သူတွေ ပြည်သူ့ကိုမင်းတို့ဘာမှမသိပါဘူးဆိုတဲ့အချိုးချိုးပြီးတော့အနိုင်ကျင့်နေတဲ့သူတွေပြောချင်ရပြောနေတဲ့သူတွေအဲ့လားမျိုးအဲ့လားမင်းအောင်လိုင်းတော့အဆုနော်ပြည်သူ့ကိုဟောနော်သူတို့ဘာတွေလှုပ်ပေးနေပါလဲဘလို့တိုးတက်အောင်လှုပ်ပေးနေပါလဲဆိုပြီးစကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူ့အချိုးစည်းပွားတဲ့သူတို့အချိုးစည်းပွားကိုပဲလှုပ်သွားကြတဲ့အဆုနိုင်ငံရေးတပိုင်းလှုပ်ပြရင်းနဲ့မိမိမိသားစုအချိုးစည်းပွားကိုလှုပ်နေတဲ့ မိမိမိသားစုအကျိုးစီးပွားကိုများများလုပ်နေတဲ့အုပ်စုအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကိုຫນွေဦးမင်းအွန်လိုင်းလို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးကျွန်တော်လက်နက်ကင်ပြီးအနိုင်ကျင့်နေတာရှိရင်ဒေတာအချက်လက်နဲ့လာခဲ့ကျွန်တော်ဖိတ်ခေါ်ထားပြီးတာနော်ပြည်သူကိုဟိုပြည်သူအကျိုးစီးပွားဟာမင်းတို့ဘယ်လိုတိုးတက်တော့မဲငါတို့လုပ်ပေးနေတာဘယ်လိုတွေအရှင်ပြေတော့မဲလို့လိန်ညာပြီးတော့ ြည်သူအကျိုးနိုင်ငံအကျိုးအနေနဲ့မိသားစုအကျိုးစီးပွားကအများများလုပ်နေတဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဒါတဲ့တယ်လေးပြောတာကျွန်တော်အဲ့တော့ຫນွေဦးမင်းအောင်လိုင်းနဲ့နိုင်နေတချို့တွေဒေါသထွက်ကြတယ်မထွက်နဲ့ကျွန်တော်လစ်လူရှုတားလိုက်တယ်ဒါပေမဲ့နောက်တစ်ကြိမ်ဆိုရင်တော့ကျွန်တော်အဲ့ဒီကိစ္စဖြေရှင်းမယ်ကျွန်တော်ပြည်သူတွေကိုပြောတယ်ရိုင်းရိုင်းဆိုင်ဆိုင်သွားမပြောနဲ့အကျင့်ပါတယ်နော်ရန်ရန်ဆိုင်ဆိုင်အာဘော်တွေနဲ့အရသာခံတတ်တဲ့အလေးအကျင့်စိုးတွေထွန်းကားနေတဲ့အတိုင်းပြည်မို့လို့လား အဲ့ဒါတွေကိုဘာမှမဖြစ်ဘူးထင်တယ်ဒါတွေကရှက်စရာလည်းကောင်းတယ်ယွံစရာလည်းကောင်းတယ်ကျွန်တော်အားပေးတဲ့ပြည်သူတွေဝင့်ရတဲ့ပြည်သူတွေကိုကျွန်တော်ခဏခဏတောင်းပန်တယ်အခုလည်းမေတ္တာရက်ခံတယ်အကျင့်တွေပြောင်းပါနော်ဆဲတာဆိုတာပွဲစီတဲ့ဒီနိုင်ငံမှာအဲ့ဒါတွေကိုလိုက်မတုပါနဲ့တော့လည်းမဆဲပါနဲ့ဟုတ်တယ်မှန်တယ်ပြောစရာရှိရင်ကျွန်တော်တဲ့တဲ့ပြောမယ်လို့အပ်လာတဲ့အချိန်ကျွန်တော်အများအားကျွန်တော်အဖွဲကျွန်တော်ဝင့်ရသူတွေကျွန်တော်ပြည်သူတွေကိုကျွန်တော်အများအားပြောပါအခုလည်းလာပြီနော် အများဆုံးပဲဟုတ်တယ်။အော်ခုနကစကားကိုကျွန်တော်ပြောပြ။ကျွန်တော်မိသားစုတွေပညာတတ်တွေဘွဲ့ရတယ်ကြီးပဲ။နေစင်ရနေစားကျင်ရစားသူတို့ဘာသာပြည်သူနဲ့သသားတဲ့ကျွန်တော်ပြစ်ထား။ဘယ်နိုင်ငံသားမှမပို့ဘူး။ကျွန်တော်ပြည်သူစီကငွေလိမ်ပြီးတော့နော်အို့လို့ရတယ်။ရှင်းရှင်းပြောတာ။နော်ဟုတ်တယ်ကျွန်တော်မှတကယ်ပြတ်သားတယ်အားရှိတယ်မျိုးသမီးလည်းရှိတယ်ဒီမျိုး ူနဲ့ကိုနဲ့ဟိုအစောပိုင်းကလေးလမ်းခွဲသွားခဲ့ထားတော့တခြားအကြောင်းအရာတွေရှိသေးတယ်ဒါအပြည့်စုံပြောပြနေလို့လည်းမရတော့ဇနီးမယားလည်းပညာတပည့်နော်တော်လိုင်းအိမ်မှာသဘောထားမတိုက်ဆိုင်လို့ क्वे တာကျွန်တော်ကိုကြိုးစီပါချင်းဟုတ်ပြီမိမအင်ခဏလေးဆောင်အောင်ဒီဒုက္ခမရောက်စေရဒုက္ခကြောက်လို့ငါနဲ့ क्वे သွားတာမျိုးတော့မလောက်ပါနဲ့အာနင်တို့အစဉ်ပြေအောင်ငါနိုင်ငံခြားပို့မယ်နော်အဲ့ဒီမှာလောက်ကင်စားကြလို့လည်းမပြောဘူးမချင်ရင်သွားဟုတ်တယ်အဲ့ဒီအနစ်နာတွေအဲ့ဒီဒုက္ခတွေမခံနိုင်ရင်သွား ဒီကနေ့မှာငါသားသမီးငါမိသားစုတက်ပြည်သူအများမျက်နှာတက်ဘသူမှပို့မကြည့်ဘူးအိမ်ကမိသားစုအဖေအမေရောမောင်နှမတွေရောပြက်ပြက်ပြောပြီးထွက်လာခဲ့ထွက်တယ်တကယ်ပြက်တယ်အဲ့ဒါသားနဲ့မယားကိုလည်းအဲ့ဒီတိုင်းပြောပြီးတော့ကျွန်တော်ထားခဲ့ဒီကနေ့ဒီဘယ်မှမပို့နိုင်ငံရေးမှာအကျိုးစီးပွားတဝက်နဲ့လုပ်နေတဲ့ကောင်းမဟုတ်ဘူးကျွန်တော်ကຫນွေဦးမဲအွန်လိုင်းလို့ပြောခံရဟုတ်တယ်လက်နက်နဲ့အနိုင်ကျင့်တာရှိရင်လေဒီကနေ့ဒီအားလုံးကိုခေါ်ထားတယ်ကျွန်တော်တာဝန်ယူမယ်တာဝန်ခံမယ်ကျွန်တော်အမိတ်နဲ့ပြည်သူကိုအနိုင်ကျင့်တာတစ်ခုရှိရင်လာခဲ့ ျွန်တော်တာဝန်ခံမယ်လို့ပြောထားပြီလားနော်တော်လန်ကြီးအချိုးစည်းဝါးကိုကြည့်လို့မပြောပါဘူးလို့လည်းပြောသေးတယ်တော်ဆိုးတာပါဒါရီနဲ့လိုက်ပြီးပုံဖြတ်နေအမှန်ကတော်လန်ကြီးအချိုးစည်းဝါးကိုကြည့်လို့နော်ငါတို့ကအောင်းထားတာလို့ပြောနေတာကရှင်းရှင်းပြောရင်အဲ့လိုထိုးချခြင်းပေမဲ့ခိုင်လုံတဲ့ data အချက်အလက်မရှိတဲ့အခါကျတော့အချက်လက်မလို့တဲ့ပြောစကားကိုသုံးပြီးထိုးချတာပဲကျွန်တော်ကအဲ့လောက်မအားဘူးကျွန်တော်ကလေးလေးမဟုတ် ကျွန်တော်နိုင်ငံရေးသမားလူလိန်နေနဲ့ရောအရက်မှလူလိန်လူညာတွေမာယာသမားတွေနေရောကျွန်တော်အများကြီးတွေ့ခဲ့ပြီ။နော်။ဟိုမှာသူများနိုင်ငံမှာတော့ပြီးတော့ကုမ္ပဏီမှာအထိကျွန်တော်နော်မန်နေဂျာရာဒူးနဲ့အလုပ်လုပ်ခဲ့ဘူးတဲ့။အင်းလူတွေအများကြီးနဲ့ကျွန်တော်တွေ့ဘူးတဲ့။နော်။ NGO မှာလည်းလုပ်ခဲ့ဘူးတဲ့။အရက်မှာလည်းစီးမကမ်းမဲ့ဘဝတွေနဲ့လည်းကျွန်တော်ကျင်လည်ဘူးတဲ့။ ဘယ်သူကဘာပြောရင်ဘာဆိုတာသိတယ်အမှန်ကဒေါ်လန်အေးရဲ့မျက်နှာကိုထောက်နေလို့နော်လူတို့ယုံကြည်မှုတွေပြတ်သွားမှာဆိုလို့ဒေါ်လန်အေးပဲ့သွားမှာဆိုလို့ငါတို့ကမပြောသေးတာမပြောသေးတာနဲ့အကောင့်သူတွေနဲ့အုပ်စုဖွဲ့ပြီးတော့တိုက်ခိုက်နေတာကဒေါ်လန်ရဲ့အကျိုးစီးပွားကြည့်လို့မဟုတ်ဘူးငါတို့အကျိုးစီးပွားကိုထိသိမဲ့စကားတွေဒီကောင်ပြောနေလို့ဒီကောင်ကိုထိုးချခြင်းနဲ့ထိုးချစရာခိုင်လုံတဲ့ဒေတာအချက်လက်ကလည်းမရှိတော့ဒေါ်လန်ရဲ့မျက်နှာကိုထောက်လို့မပြောတာပါဖုံးထားတာဒေါ်လန်ရဲ့ပြီးရင်တွေ့ကြမယ်ဆိုတာမျိုးတွေနဲ့စကားလုံးနေနဲ့ ပြောပြောပြီးတော့ထိုးချခြင်းနေကြအဲ့ဒီ theme အဲ့ဒီအမျိုးသမီးလည်းပါကောင်းပါလိမ့်မယ်အမှန်ဆုံးမှာရှင်းရှင်းပြောရင်ကျွန်တော်တို့အစိုးရမှာလည်းလိုအပ်လာရင်သတင်းတုံ့ပြန်ဖို့နော်သတင်းစုဆောင်ဖို့သူ့မှာလည်းတာဝန်ပေးထားတဲ့နော်စစ်ကောင်စီလိုပဲဝယ်ထားတဲ့အဖွဲ့ရှိရင်ရှိလိမ့်အဲ့ဒီအမျိုးသမီးအဲ့ဒီ theme ပါခြင်းလည်းပါနေလိမ့်ပါမှာပဲကျန်တဲ့အကောင့်တူတွေနော်ကျွန်တော်ကတဲ့တဲ့ပဲဖိတ်ခေါ်ပါတယ်အားလုံးကိုခဏခဏလည်းဖိတ်ခေါ်ထားတယ် ရှိမှာပေါ့ပြောရကျွန်တော်လည်းပတ်သက်ပြီးတော့ data အချက်လက်တွေကင်ပြီးတော့စကားပြောရဲမယ်ဆိုရင်အခုကျွန်တော်လည်းပတ်သက်ပြီးပြောသွားတယ်အဲ့ဒီမတ်ပန်ဆဲလို့ဆိုတဲ့အမျိုးသမီးအပါဝင်တခြားအကောင့်သူနေတဲ့တိုက်ခိုက်တိုက်ခိုက်နေတဲ့အုပ်စုတွေရောတခြားအဖွဲ့တွေရောပုံကိုတွေရောလူလူကိုကိုစားပြုနိုင်တဲ့လူတွေနော်ကြိုက်တလောက်ကြိုက်တလောက်ကျွန်တော်တို့တက်လာခဲ့ပါကျွန်တော်တယောက်တည်းဖြစ်ရှင်းမယ် public မှာရင်းရင်းကြီးကြီးပဲကျွန်တော်တို့စကားပြောရကျွန်တော်မှားရင်လူလူကိုတောင်းပါမယ် မကျေနပ်ရင်ဘေးတဲ့အပြစ်ခံမယ်။နော်သူတို့မကျေနပ်လောက်အောင်လှုပ်ထားတဲ့အပြစ်တွေဒေတာအချက်လက်နဲ့ကင်ပြောနိုင်ရင်လာခဲ့ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တောင်းမှန်မယ်တောင်းမှန်လို့မရဘူးတောင်းမှန်လို့လက်ခံနိုင်တဲ့အပြစ်မဟုတ်ဘူးဒါကြီးကဆိုရင်ကျွန်တော်ကိုကြိုက်တဲ့အပြစ်ပဲကျွန်တော်ဘယ်မှထွက်မပြေးဘူးကျွန်တော်အမေစုလို့လို့ဟိုကျုပ်တို့လို့လူတွေကိုအားကျဟုတ်တယ်ဒီနိုင်ငံထဲမှာပြည်သူနဲ့ပဲနေမယ်ပြည်သူနဲ့ပဲအသေးခံမယ်ရှုံးရှုံးနိုင်နိုင် အပြစ်ရှိရင်လည်းဘေးတဲ့အပြစ်ကိုဒီမှာပဲခံမယ်ဘယ်မှထွက်မပြေဘူးငကားအဲ့ဒီပုံကိုယ်တွေအဲ့ဒီအဖွဲ့စည်းတွေအမျိုးသားရော အမျိုးသမီးတွေရောအဇက်ဗယံပရာတွေပြောမနေနဲ့ကျွန်တော်ပြောရင်လည်းကျွန်တော်ဗယံပရာမပြောဘူးကျွန်တော်ကျွန်တော်ပြောတဲ့စကားတိုင်းကိုကျွန်တော်တာဝန်ခံတယ်အေးအဲ့ဒီပြောသင့်ပြောတိုက်တဲ့လူကိုလိုင်းပေါ်မပြောခင်မှာလည်းကျွန်တော်သွားတွေ့တယ်သွားပြောတယ်မရမှာလားကျွန်တော်ကဒီပေါ်ရောက်တာ ရှင်းရှင်းပြောရင်ဟုတ်တယ်တကယ်ကျွန်တော်ရဲ့သဘောကတော့ခင်းနေနေတိုင်းပြောတယ်ဟုတ်တယ်အမားတွေကိုမြင်ရင်နော်ကြောက်လို့ပဲဖြစ်ဖြစ်ဖားခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အဲ့ဒါကိုဖုံးဖိပေးထားမယ်လူထဲမှာကျွန်တော်မပပြောသိရင်တော့ပြောရတော့